ကွေတိုင်းပခုတ်မှုမျိုးနယ်အင်မင်းကြီးရွာတောင်ဘက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲကရဲတအူးရဲ့မင်္ဂလာဆောင်ကိုတော်လိုင်းရင်တပ်ဖွဲ့တွေက rocket သုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့တယ်လို့ Cobra 1အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မေလ29ရက်နေ့မနေ့9ရက်နေ့ကမှ rocket သုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာတလုံးမှာမင်္ဂလာဆောင်လုံုံရေးကင်းမုံဝတ်တဲ့စက္ကဆတ်တပ်ဖွဲ့ဝင်တွေရှိရာကြားရောက်ပောက်ခွဲခဲ့ကြောင်းနဲ့တလုံးမှာ စက္ကစအထိုင်စခန်းထဲသို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းနောက်တစ်လုံးမှာမင်္ဂလာဆောင်အတွက်ကင်းယူထားတဲ့နေရာသို့ကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားတွေနဲ့ရဲတွေထိခိုက်မှုရှိတယ်လို့သတင်းမှာဖော်ပြထားပါတယ်သူတို့တပ်ဖွဲ့တွေစကန်ချတဲ့နေရာမှာပဲအဲ့ဒီမင်္ဂလာဆောင်ကကျင်းပတာပါအများစုကတော့သူတို့ဘက်ကလူတွေပဲအဓိကလာကြတာပါလို့ Corporate 1အဖွဲ့ကရဲဘော်တို့မှ VPN ကိုပြောပြထားပါတယ်ဒါအပြင်အဆိုပါစကန်ဟာစက္ကဆတပ်သားတွေစစ်ကြောင်းထိုးရာတွင်ထောက်ဖို့ရေးစကန်တစ်ခုတစ်ဖွဲ့ရိတ်ခါပုံလူစုတဲ့အပြင် မထင်မထင်သလိုဖျက်သွားဖျက်လာပြီးသူတွေကိုလည်းရန်တန်ပြစ်ခတ်တာတွေပြုတ်လုတ်တတ်တယ်လို့၎င်းမှဆက်လက်ပြောပါတယ်အဲ့ဒီစခန်းကနေစစ်ကြောင်းထိုးမဲ့အဖွဲတွေခီးတထောင်နားတာတွေရိခါစုပုံတာတွေနဲ့တခါတလေမူးယူပြီးပြည်သူတွေကိုမထင်မထင်သလိုပြစ်ခတ်တာတွေလုပ်တယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ကတိုက်ခိုက်တာပါအဆိုပါတိုက်ခိုက်မှုကိုပခုတ်မှုမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲပကဖနဲ့ borderless ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဗာငိန် guardian force ကော်ပိုရာ1ပခုတ်ကူတက်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါမင်္ဂလာဆောင်ဟာစစ်သားရဲနဲ့ပြူတွေသာရှိတာဖြစ်ပြီးစစ်ကောင်စီဘက်မှလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ကြောင်းနဲ့ပြည်သူကာကွယ်ရေးဘော်များမှထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။